နယ်ဆက်ခြေဆိုင်မြမရွှေပြောင်းကျောင်းတွေရဲ့ရည်တည်မှုအခက်အခဲနဲ့ဆရာဆရာမတွေရဲ့လုံခြုံရေးအခြေအနေတွေကိုထိုင်းပညာရေးဝန်ကြီးဌာနနဲ့တွေ့ဆုံပွဲမှာဆွေးနွေးခဲ့ကြပါတယ်။ဥညာဆိုးသတင်းပေးပို့ထားတာပါရှင်။တက္ကသိုလ်ပိုင်းနဲ့ထိုင်းပညာရေးဝန်ကြီးဌာနကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ2014-2015ပညာသင်နှစ်အတွင်းမြမရွှေပြောင်းကျောင်းတွေရဲ့ရည်တည်မှုအခက်အခဲနဲ့အထောက်အထားမရှိကြတဲ့ကျောင်းသူကျောင်းသားတွေရဲ့အခြေအနေတွေကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့အဓိကကတော့ကျွန်တော်တို့ဒီပေါ့ဒီကလေးတွေနဲ့အကြောင်းတွေရဲ့ယက်တီမှုအခြေအနေတွေနဲ့ပတ်သက်တာတွေနောက်ပြီးတော့ဆရာဆရာမတွေရဲ့ရှေ့ဆက်သွားမဲ့ဟိုပေါ်တော့နေထိုင်ဟိုအလုပ်လုပ်ဖို့အတွက်အခက်အခဲကြုံတွေ့နေရရနိုင်တဲ့အခက်အခဲတွေနောက်ကလေးတွေအတွက်ကျွန်တော်တို့ဘယ်လိုအကာအကွယ်မျိုးတွေပေါ့ပြီးနိုင်တယ်လဲဆိုတာမျိုးတွေကျွန်တော်တို့ဟိုမေးမြန်းပေါ့ဖြစ်တယ်ပေါ့နော်တက္ကရာအပိုင်းနှင့်ပညာရေးဝန်ကြီးဌာနကနေအတိမတ်ပြုထုတ်ထားပြီးတဲ့ ចောင်းសៀកកက်អថោថា ਨੇ နေထိုင်နေကြတဲ့မြန်မာရှုပြောင်းចောင်းសៀកဆ ਿਆ မတွေရဲ့လက်ရှိနေထိုင်နေကြရတဲ့အခြေအနေနဲ့လုံခြုံရေးအခြေအနေတွေကိုလည်းတင်ပြခဲ့ကြပါတယ်ကျွန်တော်တို့ဒီအစိုးရဘက်ကအတိအမှတ်ပြုထားတာနားလည်ထားတာတွေကတိဆောက်ထားတာတွေကဘယ်လိုပြောမလဲဆိုရင်ဥမာဆောက်လုပ်ရည်လို့စိုက်ပြူရည်လို့နောက်ပြီးတော့အိမ်ပေါ်တို့အဲနောက်ပြီးတော့အဲ့လိုမျိုးပေါ့ဘဲဟိုပေါ့ခွင့်ပြုထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘက်မှာကတော့ဒီ social ပေါ့လူမှုရေးလုပ်ငန်းရည်နဲ့ပတ်သက်ပြီးတော့ဒါခွင့်ပြုနိုင်ခြင်းမရှိဘူးလား ဆွေးနွေးပွဲကိုဩဂုတ်လ26ရက်နေ့ကမြန်မာရွှေပြောင်းကျောင်းဖြစ်တဲ့ Farm House ကျောင်းမှာပြုလုပ်ခဲ့ပါတယ်။မဲဆောက်ဒေသအမှတ်လေးစစ်ဒေသကုကဲရေးကိုယ်စားလှယ်ဘန်ကောက်မြို့ထိုင်းပညာရေးဝန်ကြီးဌာနယုံကိုယ်စားလှယ်တက်ခရိုင်လူမှုပူလုံရေးဝန်ကြီးဌာနကိုယ်စားလှယ်တက်ခရိုင်အပိုင်းနှင့်ထိုင်းပညာရေးဝန်ကြီးဌာနတာဝန်ခံအစိုးရမဟုတ်တဲ့လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့မြန်မာရွှေပြောင်းကျောင်းတာဝန်ခံဆရာဆရာမစုစုပေါင်း80နီးပါးတက်ရောက်ခဲ့ကြပါတယ်။ဒီပါအာမေးပညာကြ ในเมื่อเราเราเป็นเรามีมีพาสปอร์ตเป็นเป็นเป็นกรรมกรแต่เราလူစည်းဝေးပွဲကိုနှလားတစ်ကြိမ်ပုံမှန်ပြုလုပ်နေရဖြစ်ပြီးဒီနေ့ပြုလုပ်တဲ့စည်းဝေးမှာမြန်မာရှုပြောင်းကျောင်းဆရာဆရာမတွေတင်ပြခဲ့တာတွေကိုနဲဆောက်ဒေတာအမှတ်လေးစစ်ဒေတာကိုကေရီကိုစလေအနေနဲ့တခြားဌာနဆိုင်ရာတွေကိုထပ်မံတင်ပြပေးပါမယ်။တက်ခရိုင်အပိုင်းနှင့်ထိုင်းပညာရေးဝန်ကြီးဌာနအတိမတ်ပြုမြန်မာရှုပြောင်းကျောင်း84ကျောင်းရှိပြီးမြန်မာရှုပြောင်းကျောင်းဆရာဆရာမများအစည်းအရုံးရဲ့စည်းရင်းအရမြန်မာရှုပြောင်းဆရာဆရာမစုစုပေါင်း 994ဦးရှိပါတယ်ခင်ဗျာကျွန်တော်ညံဆိုးပါ